ပထွေးရဲ့အနိုင်ကျင်းမှုတန်ကိုခံစားရကခိုကိုရမဲနီရဲ့တာမီနှစ်ယောက်ကိုကဲတင်လိုက်တဲ့မြစ်တာရှင်မာကြီးခိုင်နေဝေပရိသတ်များအလုံးမင်္ဂလာပါရှင်အေဂရစ်တိုင်ယာရီကနေပြလဲကျဆွလိုက်ပါတယ်ပထွေးရဲ့နှိမ့်ဆက်အနိုင်ကျင်းမှုတန်တွေကိုခါစီခံရပေမဲ့ပြေးစရာမြေမရှိလို့ဒုက္ခရောက်နေတဲ့တာမီကိုကဲတင်လိုက်တာကတော့မြစ်တာရှင်မာကြီးခိုင်နေဝေပါအရင်ကဆိုရင်တော့လူတွေဟာခိုင်နေဝေက brand တွေဝတ်တဲ့ငွေသိန်း30ကိုပြတ်မပေးဘူးစရတွေနဲ့ခိုင်နေဝေကိုမကြည့်ကြပေမဲ့အခုလိုပထွေး ွေးကြောင့်ဒုက္ခရောက်နေတဲ့တာမီတွေကိုကယ်တင်လိုက်တဲ့ခန်းနေဝေကြောင့်ပြည်သက်တွေကတော့ခန်းနေဝေကိုလေးစားချစ်ခင်သွားပြန်ပါပြီ။အခုရပိုင်းမှာလူတွေရဲ့တနာကိယနာတက်ချင်းကိုခံရတာကတော့အဆိုပါဒုက္ခတွေတာမီပါ။အခုချိန်မှာလူတွေဟာအင်တာနက်ပေါ်ကနေမဟုတ်တရုတ်တွေကိုကြည့်အတုမြင်အတတ်တင်ပြီးတော့တော်တော်လေးကိုရိုင်းဆိုင်ကလိုအင်စင်နာတွေများပြားလာပါတယ်။ အစောပိုင်းမှာဆိုရင်တော့တမိမိန်ကလေးတွေကိုသာစိတ်မချရတာပေါ့ဒါပေမဲ့လည်းအခုချိန်မှာတော့တားယောက်ကြားလေးတွေပါစိတ်မချရတဲ့ခေတ်ကိုရောက်ရှိလို့လာပါပြီအခုတကမှာလည်းပထွေးရဲ့အနံ့ကျင်းမှုတွေကိုတားမင်းနှစ်ယောက်ရင်စည်းခံနေရတာပေါ့အမျိုးသမီးတယောက်ဟာအစာဝင်းနေရေးချောင်းလဲဖို့အတွက်နောက်အိမ်ထောင်ပြုခဲ့ပါတယ်သူမမှာပထမအိမ်ထောင်နဲ့ရတဲ့၈နှစ်အရွယ်တားလေးတယောက်ရှိတာပေါ့ သူမဟာအသားလေးကိုတအုပ်လေးတော့သားလေးဖြစ်လို့အလိုလိုက်ပြီးတော့တတ်နိုင်တဲ့များပြုစုပြိုးထောင်ခဲ့ပေမယ့်ပဝင်းကျင်မကောင်းတော့ပဝင်းကျင်ကဆေးသမားတွေဟာဘလက်ကာယာပြုချင်းခဲ့တာဖြစ်ပါတယ်။သားလေးရဲ့မတော်ရနေရမှာဒဏ်ရာရတဲ့အထီပါပဲ။ဒါအပြင်ပိုဆိုရာကသူမရဲ့ခင်မုန်းတဲ့ကပါသားငယ်လေးကိုဘလက်ကာယာပြုချင်းတဲ့ထဲမှာပါဝင်နေခဲ့ရပါ။တခါတော့ငါဆိုရင်လေးရလောက်အလဲကျလောက်ကြတယ်လို့သိရပါတယ်။ကလေးရဲ့မိခင်ဟာသားလေးကိုဒီလိုမျိုးအနိုင်ကျင့်အစော်ကားခံနေရတာကြောင့်ရဲစခန်းမှာတိုင်ကြားခဲ့ပေမယ့် ပထွေးကရဲရီနဲ့ပေါင်းကသူမကစေတစဝေဒနာရှင်မဆိုပြီးတော့ပြောခဲ့ရကြောင်းမိခင်ကြီးမှအယူတစ်ပိုင်းဖြစ်ရပြန်ပါတယ်။ကြာလာရင်သူတို့သားမီးရဲ့အသက်အန္တရာယ်ကိုချိန်ချောက်လာတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းတနေ့မှာတော့သူမနဲ့သားလေးတို့ဟာပထွေးရဲ့လက်ကလွတ်မြောက်အောင်အသက်လူရင်းနဲ့ထွက်ပြေးလာခဲ့ရဖြစ်ပါတယ်။ ဒါကြောင့်အခုချိန်မှာတော့တမတို့သားမီးဟာရန်ကုန်မြို့ကိုရောက်ရှိလို့လာပါပြီ။ဒီလိုမျိုးတနာစရာကောင်းလွန်တဲ့ဒုက္ခတွေသားမီးရဲ့အဖြစ်ကိုမီဒီယာတခုကနေဖွင့်ချအပြင်မှာတော့အားလုံးစိတ်မကောင်းဖြစ်ပြီးတော့ခံပြင်းဒေါသထွက်နေခဲ့ကြပါဗျ။ အထူးသဖြင့်တော့တဖြည်းဖြည်းနဲ့ခေတ်စနစ်မကောင်းမှုတွေကြောင့်ကလေးတွေတငယ်တွေရဲ့ဘဝကယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်လုံခြုံမှုမရှိတာကိုပေါ်လွင်စေပါတယ်။ဒါကြောင့်လည်းမိဘတွေအနေနဲ့ကလေးတွေကိုဂရုစိုက်တင်တာဖြစ်ပါတယ်။အခုချိန်မှာတော့အဆိုပါဒုက္ခတဲ့အမျိုးသမီးကသူမရဲ့ခင်မွန်းတဲ့ကအသက်အန္တရာယ်ကိုရန်ရှာမှာကိုစိုးရိမ်နေခဲ့ပါတယ်။ ဒါကြောင့်တမားတို့ဒုက္ခတဲ့တာမီကိုကဲတင်ပေးကြပါလို့ငိုယူပြီးတော့အတနာခံနေခဲ့ရဖြစ်ပါတယ်။အခုချိန်မှာတော့ပရာဟိတာမီခင်ကြီးခိုင်နေဝေကတမားတို့တာမီကိုကဲတင်လိုက်ပြီးတော့ခိုင်နေဝေဟာတာမီနှစ်ယောက်ကိုလုံခြုံအောင်ထားပေးမယ်အပြင်ပထွေးကိုလည်းတရားဥပဒေကြောင့်အရာအပြစ်ပေးနိုင်အောင်စ조사သွားမယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတော့ခိုင်နေဝေရဲ့မြတ်တာတရားနဲ့စိတ်ထားလေးကိုလေးစားနေကြတာပါ။ ပရိဒါမိခင်ကြီးခန်းနေဝေထံကိုရောက်သွားတဲ့သူတို့သားမီးရဲ့ဘဝကတော့လုံခြုံစိတ်ချနိုင်ပြီဖြစ်ပါတယ်။ဒါကြောင့်လည်းလူတွေကတော့အခုတခါမှခန်းနေဝေရဲ့အရင်ကိစ္စတွေကိုခဏမေ့ပြီးတော့လေးစားချီကျူးနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ခန်းနေဝေကဲတင်လိုက်တဲ့ဒုက္ခတွေသားမီးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။